ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။အောက်တိုဘာလ3ရက်နေ့ရဲ့နနက်ခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါရယ်။ပထမဆုံးသတင်းတစ်ခုအနေနဲ့ပဲခူးတိုင်းအုပ်ဘုံမြို့နယ်ဂျုတ်ကိုပင်ရွာကိုစစ်ကြောင်းထုတ်လာသည့်အစံဖက်စစ်တပ်ကို၄ချိန်ကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကြောင်းတာယာဝတီခရိုင်ပကပဖတရင်တာဝန်ခံရဲဘော်ဒီမွန်ကပြောဆိုထားပါရယ်။စက်တင်ဘာလ30ရက်နေ့အုပ်ဖို့မြို့ပေါ်မှာဂျိုကိုပင်ရွာကိုစစ်ကြောင်းထိုးရန်ရောက်ရှိလာသောအင်အားတရာကျော်ပါစစ်ကြောင်းကိုဒေါ်လာရင်းတပ်ဖွဲ့များကလိုက်လံပိတ်ဆို့တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါဗျ ထိုတီးတွေ့တိုက်ပွဲများသည့်အောက်တိုဘာလ၁ရက်နေ့ည9:00နာရီတိလေးကျင်းဖြစ်ပွားခဲ့ပြီးအချမ်းဘတ်စစ်တပ်ဘက်မှ9ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းစစ်တပ်စစ်ကြောင်းကညာရင်းချင်းအုပ်ဖို့မျိုးပေါ်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါသည်။စစ်ခွေးတွေကစက်တင်ဘာလ30ရက်နေ့မှာအုပ်ဖို့မျိုးနဲ့ဂျိုကိုပင်ရွာကိုအင်အား100ကျော်နဲ့စစ်ကြောင်းထိုးလာတာပါ။တိုက်ပွဲကတော့လေးကျင်းဖြစ်ပွားခဲ့တယ်။အောက်တိုဘာလ၁ရက်နေ့ည9:00နာရီတိထိတွေ့တိုက်ပွဲတွေစစ်တိုက်ဖြစ်နေခဲ့တာ။တိုက်ပွဲအတွင်းမှာစစ်ခွေးဘက်က9ဦးသေဆုံးပါသည်။ စစ်ကွေးစစ်ကြောင်းကတော့မရှိတော့ဘူးအထိနာပြီးတော့အုပ်ဖို့မျိုးကိုမင်းညာကညာရင်းချင်းပြန်လဲဆုတ်သွားတယ်ဟုတာယာဝတီခရိုင်ပကဖာတရေးတာဝန်ကရဲဘော်ဒီမွန်ကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုတာယာဝတီခရိုင်ပကဖာတိုက်ခိုက်ရေးတခွဲ၃တာယာဝတီခရိုင်ပကဖာဒုံးတပွဲတရင်383ညတဲ့တခွဲကဂျိုးပင်ကဟီးရိုးပြောက်ကြတပွဲတရင်383ညနဲ့တခွဲလီအုပ်ဖို့မြေရောက်ပြောက်ကြတပွဲတရင်383ညနဲ့တခွဲကတာယာဝတီခရိုင်တရင်383ညနဲ့တခွဲ၆ Black Dragon GBK PDF နဲ့ဇီကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပွဲတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းရဲဘော်များအထူးခံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျာ။ ဆက်လက်ပြီးတော့ကချင်ပြည်နယ်ဗမောမြို့သိမ်းတိုက်ပွဲတွင် KIA ပူးပေါင်းတပ်ကလက်လွတ်လိုက်ရသောအကြမ်းဖက်စစ်တပ်၏တပ်စခန်းတချို့ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူခဲ့ကြောင်း KIA ရှီရန်တရင်ရင်မြစ်ကပြောကြားထားပါသည်။စက်တင်ဘာလ24ရက်နေ့တွင်ဗမော်မြို့ရှိသုံးမိုင်စခန်းရွှေပြည်သားစခန်းနှင့် KBC ဖျားကြောင်ကုန်းတို့ကိုအကြမ်းဖက်စစ်တပ်၏အမှတ်7တပ်မတော်စီတပ်ရင်မဆာယာနှင့်အမှတ်5ရေတပ်တို့ကစစ်ကြောင်းနှစ်ကြောင်ဖြင့်ဒုစစ်ချင်းတိုက်ခိုက်ခဲ့သောကြောင့် KIA ပူးပေါင်းတပ်ဖွဲ့များကဆုတ်ခွာပြီးခဲ့ရကြောင်းသိရပါသည် ထို့သူစုခွာပေးလိုက်ရသောစကန်သုံးခုကို KIA ပူးပေါင်းတပ်ဖွဲ့ကတံမြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအောက်တိုဘာလ၁ရက်နေ့ညနေပိုင်းတွင်ပြန်လည်သိမ်းပိုင်နိုင်ခဲ့ပြီးစစ်တပ်ဘက်မှ50ကျော်သေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်ဗမောမဆာယာ၁၁နဲ့စတယာ၅ဘက်ကနေဆက်သွေးရေးစစ်ကြောင်း၂ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်လို့စုပ်ပေးလိုက်ရတဲ့၃မိုင်းရွှေပြည်သားနဲ့ KBC ပြားချောင်းကုန်းတွေကိုမနေ့ကညနေပိုင်းမှာကျွန်တော်တို့ KIA ကပြန်လည်သိမ်းပိုက်ပြီးဗမောတိုက်ပွဲကတော့ပြင်းထန်နေတယ်စစ်တပ်ကတပ်စခန်းတချို့ကိုပြန်လည်သိမ်းပိုက်လိုက်ပါတယ် စစ်တပ်ဘက်ကတည်ဆုံးသူများပြရတဲ့စစ်ကွေး90ကျော်လောက်တည်ဆုံးနိုင်တယ်ဟု KIA ရှီတန်းသတင်းရင်းမြစ်ကပြောဆိုပါရယ်ဗမော်မြို့သိန်းတိုက်ပွဲကို2024ဒီဇင်ဘာလပိုင်းမှာစတင်၍ KIA ပူးပေါင်းတပ်ဖွဲ့များကဆင်နွှဲနေခြင်းဖြစ်ပြီးလက်ရှိချိန်တွင်တိုက်ပွဲများနေ့စဉ်ပြင်းထန်နေဆဲဖြစ်ကြောင်းသိရှိရပါရယ်ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့မကွေးတိုင်းငဖဲမြို့နယ်နေရီကန်တိုက်ပွဲတွင်မှထွက်ပြေးလာသည့်အကြံဖက်စစ်တပ်၏တပ်မ69နှင့်စာကခဆက်ကွန်မှစစ်သား29ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း People Revolution Aliens မှတာဝန်ရှိသူတို့ကပြောဆိုထားပါရယ် ဇူလိုင်လနဲ့စက်တင်ဘာလပိုင်းတွင်ငဖဲမြို့နယ်နေရီကန်ဝင်းကျင်တိုက်ပွဲမှာထွက်ပြေးလာသောအကြံဘတ်စစ်တပ်၏တပ်မ69နှင့်စက္ကခါ79လောက်ခန့်စစ်သား29ဦးကို PRA မကွေးတပ်ဖွဲ့ကအရှင်ဖက်စီရရှိခဲ့ကြောင်းသိရပါသည်ထိုပန်းစီရမိသောစစ်တုံးပန်း29ဦးတွင်အများစုသည်အာရမစစ်မှုထဥပဒေအရပေါ်တာဆွဲခံရသောအပတ်စဉ်9နှင့်အပတ်စဉ်73တို့မှစစ်မှုထတပ်သားများဖြစ်ကြောင်းယင်းစစ်တုံးပန်းများကိုနိုင်ငံတကာစစ်တုံးပန်းဥပဒေစီမင်းစည်းကမ်းများနှင့်အညီကောင်းမွန်စွာထိန်းသိမ်းထားကြောင်းသိရပါသည်။ ကျွန်တော်တို့ဒီစစ်တုံပန်းတွေကိုနှစ်တုပ်ခွဲမိတာပေါ့တချို့နေရာတွေမှာ9ရောက်မိတာရှိတယ်6ရောက်မိတာရှိတယ်တချို့နေရာတွေမှာလည်း10ရောက်မိတာရှိတယ်9လပိုင်းနဲ့9လပိုင်းမှာမိသွားတာတွေပေါ့ဟု People Revolution Aliens မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်တို့ပြင်ငဖဲမျိုးနဲ့အမ်ဘဒန်လန်တရှောင်းနဲ့ပသိမ်မုံရလမ်းမိုက်တို့တွင် BRA မကွေတပ်ဖွဲ့ကမဟာမိတ်များနဲ့ပူးပေါင်းကတိုက်ပွဲများဖော်ဆောင်နေပြီးတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံမှုများပြကြောင်းသိရပါတယ် အကြံပတ်စတက်သည့်အာနာသိမ့်မိချိန်မှစ၍ယင်းနေ့အထိအဖက်ဖက်မှရှုံးနေပြိုလဲနေခဲ့ကြောင်းသို့တော်လည်းရွေးကောက်ပွဲနီလန်းဖြင့်နိုင်ငံရေးထွက်ပေါက်ရှာဖွေခြင်းယင်းနေ့မြုပ်နယ်မှုနှင့်ကုန်သွယ်ရေးကိုအသုံးချကာနိုင်ငံတကာဆက်ဆံရေးထူထောင်ခြင်းအာဒမစစ်မှုထမ်းဥပဒေကိုအသက်သွင်းကစစ်အင်အားဖြည့်တင်းခြင်းစသည့်ဂျိုတင်ပြင်ဆင်မှုများပြုလုပ်လာပြီးနောက်နိုင်ငံတော်ဆက်မျက်နှာများသို့တက်ပြန့်ထိုးစစ်ဆင်လျက်ရှိကြောင်းပြည်အရေးမကွေတက်ဖွဲ့သည့်ရန်သူထိုးစစ်ကိုကြကြခံလျက်ရှိပြီးစစ်နောက်ပိုင်းဒေသများတွင်လည်းပျောက်ကြားဒေသများတိုးချဲ့ပေါ်ဆောင်လျက်ရှိကြောင်းသိရပါသည် နွေဦးတော်လိုင်းရဲတွင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည့်အလျားလိုက်ပုံစံပုံပုံဖြစ်ထွန်းလာခဲ့ပြီးတော်လိုင်းရဲကလည်း၅နှစ်နီးပါးကြာမြင့်လာသည့်အထိတပ်ဖွဲ့ချင်းအကာမှုလည်းကန့်သက်ဖြစ်ခဲ့ပြီးတပ်ပေါင်းစုတရံစုစည်းမှုလည်းအားနည်းခဲ့ကြောင်းအဂျမ်ဘက်စတက်ဤတကြောပြန်အကောင်လာမှုတွင်ထိန်းချုပ်ဒေသတချို့ပြန်လည်လက်လွတ်ရမှုများလည်းရင်ဆိုင်နေရပြီးယနေ့ချိန်တွင်တော်လိုင်းအင်အားစုအသီးသီးဤတပ်ပေါင်းစုမူဝါဒကိုလက်တွေ့ကြကြကျင့်သုံးကောင်းထည်ဖော်ရမည်ကာလဟုယူဆကြောင်းနွေဦးတော်လိုင်းရဲကလည်း၅နှစ်နီးပါးကာလအတွင်းဖိနှိပ်မှုပေါင်းစုံကိုခါးစီခံခဲ့ရသည့်လူထုမျက်နှာကိုငဲ့ကမိမိတည်တင်တပ်ဖွဲ့အကောင်ရေးထက်တော်လိုင်းရဲတစုလုံးအကောင်ရေးကိုဦးတည် ည်နိုင်ရမည်ဖြစ်ကြောင်းဒေါ်လာအင်အားစုတည်တည်နေပြင်ကွဲပြားသောအမိန့်ပေးကူခဲ့မှုတက်ရင်အပြောင်းလဲမှုဗန်နာရေးလေလွတ်မှုများကိုအကျစ်လက်ဆောင်ပေါင်းစီကတညင်တညွတ်ထဲတိုက်ပွဲဝင်ကြရမည်ကာလဟုယုံကြည်ကြောင်း Be Bear Revolution Aliens မှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုပါသည်ဆက်လက်ပြီးတော့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဖက်စီတိတ်ဆိတ်ခံရသူများကိုလွတ်ပေးရန်ဂျပန်အစိုးရဒုတိယနိုင်ငံခြားရေးဝန်ကြီးတာကူမမီယာကြီးကတောင်းဆိုလိုက်ပါတယ်။ အော်တိုဘာလာတရက်နေ့မိုးလွဲပိုင်းဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးတာကူမမီယာကြီးကမြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပံ့ပိုးကူညီနေသောဂျပန်ပါလီမန်အဖွဲ့နှင့်တွေ့ဆုံစဉ်အထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ဂျပန်ဒုတိယဝန်ကြီးမီယာကြီးကမြန်မာနိုင်ငံတွင်ဆိုးရွားသည့်အခြေအနေနှင့်ပတ်သက်၍အလေးနက်ဆိုရင်ကြောင့်မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်ရန်ဒေါအောင်ဆန်းစုကြည်ပါဝင်ထိမ့်သိမ့်ခံတားရသူများကိုလွှတ်ပေးရန်နှင့်ဒီမိုကရေစီနိုင်ငံရေးစနစ်သို့အမြန်ဆုံးပြန်လည်ထူထောင်ရန်မြန်မာစစ်တပ်ကိုတိုက်တွန်းထောက်ချပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံဒီမိုကရေစီတွင်ကူပြောင်းရေးအထောက်အကူပြုဂျပန်ပါလီမန်အဖွဲ့ကစက်တင်ဘာလ30ရက်နေ့ကျင်းပခဲ့သည့်ဂျပန်လွှတ်တော်၏မြန်မာအရေးစီဝေးဆွေးနွေးချက်များပေါ်အခြေခံ၍မြန်မာဒီမိုကရေစီအတွင်ကူပြောင်းရေးအကောင်းလာစေရေးကူညီဆောင်ရွက်ပေးရန်တောင်းဆိုစာကိုဂျပန်အစိုးရထံသို့ပေးအပ်ခဲ့ပါသည်။ ရင်းအပြင်တွေ့ဆုံမှုတွင်ဂျပန်ဒုတိယဝန်ကြီးမီယာဂျီကမြန်မာနိုင်ငံရှိပြည်သူများ၏အခက်အခဲများကိုကူညီပံ့ပိုးပေးမည်ဖြစ်ပြီးမြန်မာပြည်သူပြည်သားများ၏အသက်မွေးဝမ်းကြောင်းတိုးတက်ကောင်းမွန်လာစေရန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများတက်ကြွစွာပံ့ပိုးသွားမည်ဖြစ်ကြောင်းနိုင်ငံတကာအတိုင်းအဝိုင်းနှင့်ပူးပေါင်း၍မြန်မာအကြက်တဲကိုဖြည့်ရှင်းကျော်လွှားနိုင်ရည်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုထားပါသည် ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ကရင်ပြည်နယ်ဖားပုံမြို့နယ်နိုဘောတိရွာကိုစစ်ကြောင်းထုတ်လာသည့် BGF နဲ့စစ်တပ်ပူးပေါင်းတပ်ဖွဲ့ကို၄ရက်ကြာကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၁၀ဦးထပ်မံနဲ့ထိခိုက်ဒေဆုံးခဲ့ကြောင်းငကားနယ်စစ်ကြောင်းမှစစ်ကြောင်းမှုဗိုလ်တပ်တူကပြောဆိုထားပါတယ်။စက်တင်ဘာလ22ရက်နေ့ကစတင်ပြီးဖာပုံမြို့နယ်နူဘောတိရွာကိုမောင်လာကျိုင်ဦးဆောင်သော BGF ဘွဲ့နှင့်အကြမ်းဖက်စစ်တပ်ပူးပေါင်းထားသောအင်အား300ခန့်ပါစစ်ကြောင်းကစစ်ကြောင်းထုတ်လာ၍တော်လိုင်းရဲဘော်များနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ ထိတွေ့တိုက်ပွဲသည်စက်တင်ဘာလ26ရက်နေ့ထိဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ10ဦးထပ်မံထိခိုက်သေးဆုံးကနဂါးနတ်စစ်ကြောင်း Black Dragon Column ဘက်မှလည်းဒေါ်လာရင်းရဲပေါ်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။လက်ရှိချိန်တွင်အကြံပတ်စစ်တပ်ဘက်မှစစ်ကြောင်းမထိုးနိုင်တော့လဲအင်အားထပ်မံဖြစ်တင်းနေ၍တိုက်ပွဲများဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်းတော်လိုင်းရဲရဲဘော်များသည်လည်းစစ်ကြောင်းထပ်မံတိုးလာမည်ကိုစောင့်ကြည့်နေကြောင်းသိရပါသည်။စက်တင်ဘာ22ရက်နေ့နနက်ပိုင်းမှစပြီးနူဘောတိကျွာအနီးမှာတိုက်ပွဲဆဖြစ်တာပါ။26ရက်နေ့တိုက်ပွဲမှာကျွန်တော်တို့ရဲဘော်တွေထိခိုက်ဒဏ်ရာရလို့တပ်ပြန်ဆုတ်ခဲ့တယ်။ အဲ့ဒီစစ်ခွေးတွေကကမောင်ဘက်ကနေလာပြီး BGF ကမောင်းလာကြိုင်နေပူပေါင်းပြီးကျွန်တော်တို့ကိုစစ်ကြောင်းထိုးလာတာပါဟုငကားနဲ့စစ်ကြောင်းမှာစစ်ကြောင်းမှုဗိုလ်တပ်တူကပြောဆိုပါတယ်။ငကားနဲ့စစ်ကြောင်း Black Dragon Colony ဖပုံခရိုင်တွင်အကြမ်းဖက်စစ်တပ်နှင့် BGF ပူပေါင်းတပ်ဖွဲ့တို့ဤစစ်ကြောင်းထိုးမှုများကိုချိန်ဖက်များစွာကြားပြတ်တိုက်ခိုက်နေသောအဖွဲ့ဖြစ်ပြီးမထော်ဆင်ဆွဲတောင်သုံးလုံးနူဘော်တီကတိုင်တီနှင့်မဲပလီတက်စကန်သိန်းတိုက်ပွဲများကိုလည်းပူပေါင်းပါဝင်ခဲ့ကြောင်းသိရပါတယ်။ မြေပြင်တွင်လည်းအကြမ်းဖက်စစ်တပ်ကအင်အားလုံးဖြင့်ထပ်မံစစ်ကြောင်းထုတ်ရန်ပြင်ဆင်နေခြင်းကြောင့်ခရယံဖြစ်တင်းရဲနှင့်ဒရာရရဲဘော်များကိုစေဝါကူတာရန်စေဝါများကိုလည်းလိုအပ်လျက်ရှိ၍ပြည်သူများပူးပေါင်းပါဝင်ကြရန်မြစ်တာရက်ခန့်ကြောင့်နဂါးနက်စစ်ကြောင်းမှစစ်ကြောင်းမှုဗိုလ်တပ်တုကဆက်လက်ပြောဆိုပါသည်ဆက်လက်ပြီးတော့ပဲခူးတိုင်းတာယာဝတီကျင်းထောင်မှလူရဲစစ်ပြီးပြန်လည်လွတ်မြောက်လာသည့်နိုင်ငံရေးကျင်းသား၅ဦးကိုအကြမ်းဖက်စစ်တပ်မှနောက်ထပ်မှုများတက်ကလွတ်ပေးခြင်းမရှိဘဲပြန်လည်ဖမ်းဆီးခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကိုရန် PPNN မှဗဟိုဦးဆောင်ကော်မတီကိုတိုက်ထုံးဦးကပြောဆိုထားပါသည် အောက်တိုဘာလ၁ရက်နေ့တွင်တာယာရီကျင်းထောင်မှနိုင်ငံရေးကျင်းသား၆ဦးနှင့်အခြားကျင်းသား၁၄ဦးစုစုပေါင်း၃၀ဦးသည်လွတ်ရရှိသဖြင့်ပြန်လည်လွတ်မြောက်လာခဲ့တော်လဲပြန်လည်လွတ်မြောက်လာသည့်နိုင်ငံရေးကျင်းသား၆ဦးနှင့်နိုင်ငံရေးကျင်းသား၆ဦးကိုထောင်ဝ၌ပင်ရေကားဖြင့်စစ်ကောင်စီလက်အောက်ခံပြည်ထရေးဌာနမှတာယာဝတီရေးစခန်းသို့ပြန်လည်ဖမ်းဆီးသွားခဲ့ကြောင်းပြန်လည်ဖမ်းဆီးခံခဲ့ရသည့်နိုင်ငံရေးကျင်းသား၅ဦးနှင့်နိုင်ငံရေးကျင်းသား၁ဦးသာလွတ်မြောက်ခဲ့ပြီးကျန်နိုင်ငံရေးကျင်းသား၅ဦးမှာနောက်မှုများဖြင့်ဖမ်းဆီးခံခဲ့ရပြီးတာယာရီကျင်းထောင်သို့ပို့ဆောင်ကဖမ်းဆီးခံထားရကြောင်း PPNM ထံမှသိရှိရပါသည် လက်ရှိတာယာရီချင်းထောင်တွင်နောက်မှုများဖြင့်ပြန်လည်ဖမ်းဆီးခံထားရသောနိုင်ငံရေးကျင်းသား၅ဦးရှိခဲ့ပြီးကိုဆိုင်အောင်ငင်ကိုဂျယ်ရီကောင်းထိုင် ကိုတင်စုခေါ်နတ်စုနှင့်မတ်မေမြတ်သူတို့ကိုအတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း BPN မှထုတ်ပြန်ထားပါသည်။ အကျဉ်းထောင်ထဲမှာမတရားသောအမိန့်တွေကိုကာလတစ်ခုထိနေပြီးသားဖြစ်တဲ့အကျဉ်းသားတွေကိုအခုလိုမျိုးလက်လွတ်စပယ်ပြန်လည်ဖမ်းဆီးတာထောင်ထဲထဲတဲ့ကိစ္စကတော့လုံးဝမလုပ်သင့်တဲ့ကိစ္စပါနိုင်ငံရေးကျဉ်းသားတွေရဲ့အခွင့်အရေးလူသားတယောက်ရဲ့အခြေခံခွင့်ရဖြစ်တဲ့လွတ်လပ်စွာသွားလာခွင့်ဆုံးရှုံးရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ဒါအပြင်တရားဥပဒေစိုးမိုးမှုမရှိတော့ဘူးဆိုတာဟာမြန်မာပြည်သူလူထုလက်ခံထားပေမယ့်ကဘာကြီးကအခုချိန်ထိမြန်မာနိုင်ငံရှိလက်ရှိအခြေအနေကိုမမြင်ရသေးဘူးဖြစ်ပါတယ် လက်ရှိနိုင်ငံရေးကျင်းသားတွေကိုပြန်လည်ဖမ်းဆီးတယ်ဆိုတဲ့အခြေအနေဟာဆိုးဝါးလွန်းလာတဲ့တရားရေးစနစ်ကပါစစ်ကောင်စီရဲ့လိုကျဖြစ်နေတယ်လို့နိုင်ငံရေးကျင်းသားတွေရဲ့လွတ်လပ်စွာသွားလာခွင့်နဲ့လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်တွေနိုင်ငံရေးကျင်းသားတယောက်ရဲ့အခွင့်အရေးတွေများစွာချိုးဖောက်ခံနေရတယ်ဆိုတာကိုလက်တွေ့သက်သေပြတဲ့လုပ်ရက်တွေလို့ကျွန်တော်တို့ပြောချင်ပါတယ်ဟုကိုတိုက်ထုံးကပြောကြားထားပါတယ်။ ထို့သောပုံမှန်ကပ်၍ပြင်လဲဖန်ဆီးမှုများများလာပါကလူရဲစေတော်မည်နိုင်ငံရေးကျင်းသားများအတွက်စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာနိုင်စေသည့်အပြင်အကျဉ်းထောင်ပြပတွင်စောင့်မျှော်နေကြသည့်မိသားစုဝင်များအတွက်ပါပူပန်မှုများစွာဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်းပြင်လဲဖန်ဆီးခံရသည့်နိုင်ငံရေးကျင်းသားများကိုယခုလက်ရှိတွင်အကျဉ်းဖက်ပုံမှန်50နှစ်ဖြင့်ထပ်မံတရားစွဲရန်ပြင်ဆင်လျက်ရှိကြောင်း PPNM မှထုတ်ပြန်ထားပါသည်ကျွန်တော်တို့ကတော့လူတို့ကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားတွေအားလုံးလွတ်မြောက်ရေးကိုကဘာကြီးကတည်ထက်ပို့ပြီးတော့အယုံဆိုင်ကြဖို့လိုအပ်ပါတယ်။ အခုလိုမျိုးမတရားဖမ်းဆီးခံရတဲ့ကိစ္စတွေဟာလုံးဝမလုံသင့်တဲ့ကိစ္စတွေဖြစ်ပါတယ်။ဒီလိုမျိုးလူတွေကိုအခုလိုမျိုးမတရားပုံမှန်တွေကတ်တဲ့ကိစ္စတွေကိုပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ပြောချင်ပါတယ်။နိုင်ငံရေးကျင်းသားတွေလွတ်ဖို့နိုင်ငံတကာကပိုပြီးအာရုံစိုက်တောင်းဆိုဖို့လိုအပ်တယ်လို့လက်ရှိဒေါ်လာရင်းအဖွဲ့တွေအနေနဲ့လည်းဒေါ်လာရင်းကိုပိုပြီးမှအားစိုက်ပြီးမှတွန်းမှုလိုအပ်ပါတယ်။ထောင်ထဲမှာနှစ်တောင်းကျော်သောနိုင်ငံရေးကျင်းသားတွေထောင်တကားတွေပွင့်မဲ့နေကိုစောင့်နေကြတာဖြစ်ပါတယ်လို့သတင်းစကားပါကျင်ပါတယ်ဟုဦးတိုက်ထွန်းကဆက်လက်ပြောဆိုပါတယ်။ ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့ကရင်ပြည်နယ်မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးအောင်နိုင်ဦးသည်အော်တိုဘာလာ၁ရက်နေ့တွင်ကြာရောက်သည့်62နှစ်မြောက်ရဲတပ်ဖွဲ့ဝင်ညစာစာပွဲအပြီး KTB ဟိုင်းကန်တို့တွားရောက်ကဟိုင်းကန်တွင်အပျော်လုံမှုရစီအလွန်ကျွံသုံးဆွဲ၍တည်ဆုံသွားကြောင်းမြဝတီမြို့နယ်ရဲတပ်ဖွဲ့မှသတင်းရင်းမြစ်ကပြောဆိုထားပါသည် အော်တိုဘာလာတရက်နေ့ညနေ62နှစ်မြောက်ရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ဖြစ်ပြီးယင်းနေ့တွင်နေကင်းပိုင်းညဝရီခရိုင်ရဲရုံတွင်ရဲတပ်ဖွဲ့နှင့်အထိမ်းအမှတ်အခမ်းအနားပြုလုပ်ခဲ့ကြောင်းညပိုင်းတွင်ညစာစာဝယ်ပြုလုပ်ခဲ့ပြီးနောက်ညဝရီမြို့နယ်ရဲတပ်ဖွဲ့မှရဲမှုအောင်နိုင်ဦးမှတခြားရဲရာရှိတချို့တို့နှင့်အတူ KTB ဟိုင်းကန်သို့သွားရောက်တောက်စားမှုရပြပခဲ့ကြကြောင်းယင်းနောက် KTB တွင်မှမှုရစီဝါအလွန်ကြုံသောဆွဲမှုကြောင့်တတိလေးတည်ဆုံသွားခဲ့ကြောင်းသိရပါသည် ထို့ကြောင့်မူရေစေဝါသုံးဆွဲရင်တည်ဆုံခဲ့တော့လဲမြဝတီမြို့နယ်ရဲတပ်ဖွဲ့ကသက်ဆိုင်ရာရဲချုပ်နှင့်ပြည်ထရေးဝင်ကြီးဌာနသို့ဂျင်းနန်းစီရင်ခန်းစာတင်ပြရရင်လည်းအုံနောက်သွေးကြောပြည့်ရည်တည်ဆုံသွားသည်ဟုလိမ့်လည်တင်ပြထားကြောင်းသိရပါဗျာ။ နေပြည်တော်ရဲချုပ်ရုံးနှင့်ပြည်ထောင်စုဝန်ကြီးဌာနသို့လိမ့်လည်တင်ပြခဲ့သောရဲချိန်နှန်းစာတွင်အောက်တိုဘာလ2ရက်နေ့နံနက်3:00နာရီ50မိနစ်အချိန်မြို့နယ်ရဲတပ်ဖွဲ့မှအောင်နိုင်ဦးသည်နေအိမ်တွင်သတိလင်မှုလဲနေသည်ကိုတာဝန်ကြားဒူရဲအုံဝင်းကိုကိုကတွေ့ရှိသဖြင့်တခြားရဲတပ်ဖွဲ့ဝင်များနှင့်အတူမြဝတီခရိုင်ပြည်သူ့စေယုံကြီးသို့တင်ပို့ခဲ့ကြောင်းရင်းတို့တင်ပို့ခြင်းမြဝတီခရိုင်စေယုံမှတာဝန်ကြားဆရာဝန်ဒေါက်တာအောင်ကောင်းမြတ်ကလက်ခံ၍အရေးပေါ်လူနာဆောင်တွင်စေကူတာပေးခဲ့ကြောင်းစေကူတာမှုခံယူနေစဉ်ရဲမှုအောင်နိုင်ဦးသည်နံနက်3:00နာရီ55မိနစ်အချိန်အုံနောက်သွေးကြောပေါက်ရောကဖြင့်တည်ဆုံသွားခဲ့ကြောင်းရဲမှု ုအောင်နိုင်ဦးတိတ်ဆုံမှုနှင့်ပတ်သက်၍၎င်း၏မိသားစုထံသို့ဆက်သွယ်ကြောင်းကြားထားရှိပါကြောင်းတကြိုဆောင်ရွက်မှုအားအချိန်နှင့်တပြေးညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိပါရန်တင်ပြအပ်ပါသည်ဟုလင်းလင်းရေးသားထားပါသည်။62ပြည်နှစ်ပတ်လည်ရဲတပ်ဖွဲ့ဒင်နာပြီးမှ KTB ကိုဆက်သွာခဲ့ကြတာဒင်နာမှာကလေးကအရက်ကတော်တော်တောက်ထားပြီးသား KTB ဟိုင်းကတ်မှာပါအီးတွေခေတွေထပ်သုံးတော့နှစ်ပင်လင်ကုန်တာ KTB ကနေပဲအကုံဝမ်းမီစေုံပို့ကြတာမြဝတီကတော်တော်များများသိကြတယ်မင်းညကဖြစ်သွားတာကိုဟုမြဝတီခြေဆိုင်တရင်ရင်မီကပြောဆိုပါတယ်။ ီကနေ့မှာတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျွန်မတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။